ငလင်တန်သည့်ဒေတာတွေအပါအဝင်တိုင်းဒေတာကြီးနဲ့ပြည်နယ်တွေမှာဧပြီ28ရက်ကနေမီ3ရက်အတွင်းနေရာကွက်မူကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။အနောက်ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်း အရှိဘက်ကရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ကလေနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့လေဖျားကြီးရန်ဝန်ဒေတာကရွေလျားလာတဲ့လေအေးတွေတွေးဆမှုကြောင့်၎င်းဧပြီလ28ရက်ကနေမေ3ရက်အတွင်းငလင်းတန်တဲ့ဒေတာတွေအပောင်းဝင်တိုင်းဒေတာကြီးနဲ့ပြည်နယ်အလုံးမှာနေရာကျဲကျဲကနေနေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးတချို့ဒေတာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။အချိန်အခါမဟုတ်မိုးရွာတာနဲ့အတ တူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကျွတ်ပြတာလျှက်စည်းလက်တာမိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရအကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။